အရိယာတန်ကာဖြစ်နေရင်သောကာမိသူကကြီးမာသောအကုသို့ရလိမ့်မယ်ထင်တယ်နော်တဲ့ဒီမန့်ကယဟန္တာဖြစ်အောင်လုပ်ပေးနိုင်တယ်လို့ပြောတဲ့ဘုန်းကြီးကိုဝတလာတုံနဲ့ကိုကာပြီးသူရုပ်မှာဖြစ်ကြောင်းပြောဆိုတင်ထားတဲ့ပို့ထဲမှာလာမန့်ထားတာပါနော်လောကမှာလိမ်တဲ့လူရဲ့အလိမ်ခံတဲ့လူရဲ့ဆိုပြီးယူရန်သားနှစ်ရက်ရှိပါတယ်လိမ်တဲ့လူတွေလိမ်လို့ရနေတာဟာအလိမ်ခံလူရန်သားတွေကြောင့်ဖြစ်ပါတယ် ဒီမန်ပိုင်ရှင်ဟာလည်းပဲအလိန်ခံလူရန်သားထဲမှာပါပါတယ်မှတ်ထားပါအရိယာမှန်ရင်လူအထင်ကြီးတဲ့အလုပ်ကိုမလုပ်ပါဘူးလူအထင်ကြီးတဲ့စကားကိုမပြောပါဘူးနော်လူအထင်ကြီးတဲ့အလုပ်ကိုလုပ်လာပြီလူအထင်ကြီးတဲ့စကားကို ပြောလာပြီဆိုရင်တေးကြပါတယ်အဲ့ဒီပုဂ္ဂိုလ်ဟာအရိယာမဟုတ်ပါဘူးတခါတုန်းကတီဟိုမှာယဟန်တပါးရှိပါတယ်အဲ့ဒီယဟန်ဟာအကျင့်သရဏအာကောင်းပြီးအနေအထိုင်ကြည်လစ်လွန်တာကြောင့် ယဟန္တာလို့ထင်ကြပါတယ်။ဒီနေ့မှာသူ့ရဲ့ဂုံတရင်ကိုကြားသိတဲ့ရှင်ဘုရင်ဟာသူ့ကိုပူမြော်ဖို့လာပါတယ်။ဒါကိုကြိုသိနေတဲ့အဲ့ဒီယဟန်ဟာ ရှင်ဘုရင်လာခံဒီအချိန်မှာဒုတိယချောင်းကိုယူရေမာဝင်းရမောက်ဒုံးနဲ့မြေကြီးကိုချစ်ပြီးတော့အယုတ်ဆွဲဆော့နေပါတယ်။အဲ့ဒါကိုရှင်ဘုရင်က မြင်တဲ့အခါမှာဗရာစိတ်ပြက်ပြီးတော့ယဟန္တာက ကလေးကလာအလုပ်ကို လုပ်ပါမလားဆိုပြီးလှည့်ပြန်သွားပါတယ်။ဘာကြောင့်အဲ့ဒီလိုလုပ်ရတာလဲဆိုရင် ရှင်ဘရင်အထင်ကြီးပြီးတော့ကြီးညိုလာမှာကိုစိုးရိမ်လို့ဖြစ်ပါတယ်။ဒါကြောင့်အရိယာမှန်ရင်သူတစ်ပါးအထင်ကြီးတဲ့အလိုမျိုးကိုမလုပ်ပါဘူး။သူတစ်ပါးအထင်ကြီးမှာကိုတောင်မှစိုးရိမ်ကြပါတယ်နော်။ဆရာတော်အရှင်မြတ်ဖေယဓမ္မပဒပါဠိတော်ပါအချက်လက်များသည်ဖယားရှင် ဟောကြားထားသည်ဟုအရှင်ဖေယလက်ခံပါသလား။ဥရွှေအောင်ဘာသာပြန်ရေးသားထားသည့်စာအရဖယားဟောမဟုတ်ဟုမှတ်သားဘူးသည့်အပြင်သင်္ကာရဏတင်တွင်ပါဝင်ခြင်းမရှိဟုဖတ်ရှုနာကြားဘူးပါသည်တဲ့။ ဲ့ဒါဒကာကြီးအမှန်မှားလို့ဖြစ်လိမ့်မယ်နော်ဒီနေရာမှာဥစဉ်လက်ခံတယ်ဆိုတာထက်အရှိကိုအရှိတိုင်းပြောတာပိုကောင်းပါတယ်နော်မြတ်စွာဘုရား45ဝပတ်လုံးဟောကြားထားတဲ့တရားတော်တွေကိုဒီကနိကေမေဇီမနိကေပန်ယုတ်တနိကေအင်္ဂုတ္တရနိကေခုတ်တကနိကေရယ်ဆိုပြီးနိကေ၅ရက်အဖြစ်အစင်းစင်းမှတ်တမ်းတင်ထားပါတယ်ဓမ္မပဒတိအဆိုပါနိကေ၅ရက်ထဲကခုတ်တကနိကေဝင် ုတ်တန်ကျမ်း15ကျမ်းတွင်ပါဝင်တဲ့ကျမ်းဖြစ်ပါတယ်။ဒါကြောင့်ဓမ္မပဒဟာဖရာဟောဖြစ်ပါတယ်နော်။ပါဠိတော်တွင်လူအများတရဏဂုံ၃ပါးယုဆိုစောက်တည်ရန်လဲဖရာဟောကြားချက်မရှိကြောင်းပိဋကတ်နှစ်ပုံဆောင်ဆရာတော်တစ်ပါးကရေးသားဟောကြားထားပါသည်တဲ့။အဲ့ဒါလေဒကာကြီးအမှန်မှားတာပါပဲနော်။ခုတကနိကေခုတကပါဌပါဠိတော်မှာတရဏဂုံစောက်တည်တဲ့အကြောင်းအရာကိုဖရာရှင်ဟောကြားထားပါတယ်။ဒါကြောင့်ဒကာကြီးအနေနဲ့ တိတိချာချာလေးပြန်ပြီးလေ့လာလိုက်ပါဦးနော်ဆရာတော်ဖရာမိထွေးတော်ဂေါဓမီသာသနာဘောင်အတွင်းသို့ဝင်ခွင့်တောင်းချိန်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ဟာစီမင်းရှိခုချမှတ်ခဲ့တယ်လို့ကြားသိရပါတယ်ဖရာအဲ့ဒီစီမင်းရှိခုကိုရှင်းပြပေးတော်မူပါဖရာတဲ့ဝိနည်းဆိုလဝါပါဠိတော်မှာမြတ်စွာဘုရားဟာမိထွေးတော်ဂေါဓမီကိုအကြောင်းပြုပြီးဘိက္ခုနီမများလိုက်နာရမိဂရုတန်၈ပါးကိုပြတ်ထန်းခဲ့ပါတယ် အဲ့ဒီဂရုတန်၈ပါးကဘာတွေလဲဆိုရင်၁ဘိက္ခုနေမတိဝါတရားပင်ရနေစေကမူယနေ့မှဖြစ်သောဘိက္ခုယဟန်ယောက်ျားကိုရှ िख ိုးခြင်းခရီးဥကြပြုရခြင်း၂ဘိက္ခုနေမတိယဟန်ယောက်ျားမရှိသောကျောင်း၌ဝါမဆိုရခြင်း၃ဘိက္ခုနေမများသည်လာခွဲတိုင်းလာခွဲတိုင်းဘိက္ခုတန်ခါထာ၌ဥပုဂ္ဂိုလ်မြင်မြန်ရခြင်းအစိုးအမခံယူဖို့ရန်ချင့်ကပ်ရခြင်း၄ဘိက္ခုနေမများသည်ဝါထသောအခါ ဥပဒောတံဃာ၌ပဝါရဏပြုရခြင်း။ငါးဘိက္ခုနေမသည်တံဃာဒိဋ္ဌိအဘတ်သင့်တည်ရှိသောဥပဒောတံဃာ၌ပက္ခမာနက်ကျင့်ရခြင်း။၆နှစ်နှစ်တို့ပတ်လုံးသိက္ခာပုတ်၆ပါးကိုကျင့်ပြီးသောသိက္ခာမံအားဥပဒောတံဃာ၌ပစင်းခံပေးရခြင်း။ခုနှစ်ဘိက္ခုနေမများသည်ဘိက္ခုယဟန်ယောက်ျားတို့အားဆေးရည်တိုင်းထွာမှုမပြုရခြင်း။၈ဘိက္ခုနေမသည်ယဟန်ဖြစ်ချိန်မှစ၍ ယဟန်ယောက်ျားတို့အပေါ်ဩဝါဒပေးခြင်းအနုသာသနာပြုခြင်းအမှုတို့ကိုမပြုရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာဘိက္ခုနီမတွေလိုက်နာရမည်ဂရုတန်၈ပါးပဲဖြစ်ပါတယ်။လောက၃ပါးအကြောင်းရှင်းပြပေးတော်မူပါဖရာ။တပါးစီရဲ့အတိတ်ပဲအချင်းကျုပ်၄ပါးရှင်းပေးတော်မူပါဖရာတဲ့။ခန္ဓာဝကတန်ယုတ်ပါဠိတော်မှာထိုလောက၃ပါးအကြောင်းကိုဖော်ပြထားပါတယ်။လောကဆိုတာဗယံပတာအတားအဆီးမရှိအယံဖြစ်ပျက်တတ်လျက် ကြာမြင့်စွာတည်တံ့ခြင်းမရှိတဲ့သဘောကိုလောကလို့ခေါ်ပါတယ်။ထိုလောကက၃ပါးရှိပါတယ်။လောက၃ပါးကဘာတွေလဲဆိုရင်၁။ဩကာသလောက။ဩကာသလောကဆိုတာသက်ရှိတ attva တွေနေထိုင်တဲ့၃၀ပုံကိုပြောတာပါ။၂။တတလောက။တတလောကဆိုတာထို၃၀ပုံအတွင်းမှာချမ်းသာစင်ရဲ့ဒွန်တွဲရောထွေးလျက်နေသောတ attva တွေကိုပြောတာပါ။၃။သင်္ခါရလောက။သင်္ခါရလောကဆိုတာ ထိုဩဃာသလောကတတလောကတို့ကိုခိမှုပြတ်မှုအိုမှုနာမှုစသောအမျိုးမျိုးအဖုံဖုံတို့ဖြင့်စီမံဖန်တီးပြုပြင်ပြောင်းလဲပေးနေသောသဘောကိုပြောတာပါ။ဒါဟာလောက၃ပါးပဲဖြစ်ပါတယ်နော်။အရှင်ဖရာရဲ့တရားတော်လေးကိုယူကျူးမှပြန်လဲမျှဝေပေးနေတာအရှင်ဖရာကိုစဲတဲ့သူများရှိပါတယ်။အရှင်ဖရာရဲ့တရားတော်လေးကိုပြန်လဲမျှဝေပေးနေတာတပည့်တော်မှားနေပြီဖရာတဲ့ လမ်းများများလျှောက်တဲ့လူနဲ့လမ်းမလျှောက်ဘဲနေတဲ့လူလမ်းများများလျှောက်တဲ့လူက ခလုတ်တိုက်ခံရတာများပါတယ်လမ်းမလျှောက်ဘဲနေတဲ့လူက ခလုတ်မတိုက်ခံရပါဘူးเนาะခလုတ်တိုက်ခံရမှာကိုကြောက်ပြီးတော့လမ်းမလျှောက်ဘဲနေလိုက်မယ်ဆိုရင်ကိုလိုရာခီးကိုမရောက်တော့ပါဘူးဒါကြောင့်ဘလောက်ပဲခလုတ်တိုက်နေပါစေကိုလိုရာခီးကိုရောက်ဖို့အတွက်တတိကပ်ပြီးလမ်းလျှောက်နေရမှာဖြစ်ပါတယ်အဲ့ဒီဥပမာအတိုင်းပါပဲ လောကမှာကောင်းတာလုပ်တဲ့လူနဲ့ကောင်းတာမလုပ်ဘဲနေတဲ့လူကောင်းတာလုပ်တဲ့လူကဆဲဆူတိုက်ခိုက်ခံရတာများပါတယ်။ကောင်းတာမလုပ်ဘဲနေတဲ့လူကဆဲဆူတိုက်ခိုက်ခြင်းမခံရပါဘူးเนาะ။ဆဲဆူတိုက်ခိုက်ခံရတာကိုကြောက်ပြီးကောင်းတာကိုမလုပ်ဘဲရက်ထားလိုက်မယ်ဆိုရင်ကောင်းကျိုးတွေဆုပ်ယုပ်ကုန်မှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်သူတွေကဘလောက်ပဲဆဲဆူတိုက်ခိုက်နေပါစေကောင်းကျိုးဖြစ်ဖို့အတွက်ကောင်းတာတွေဆက်ပြီးလုပ်နေရအောင်မှာဖြစ်ပါတယ်။ ဦးဇင်းတို့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲလောကမှာဘယ်အရာမှမမြဲဘူးလို့ဟောကြားထားပါတယ်။အဲ့ဒီလိုလောကမှာဘယ်အရာမှမမြဲတဲ့အတွက်ကြောင့်သူတို့တွေတစ်တလုံးမဆဲနိုင်ပါဘူး။ကြာရင်ညောင်းပြီးတော့ရက်သွားပါလိမ့်မယ်နော်။ဆဲကြပါစေ။အရှင်ဘုရားဘုရားရှင်ကလူတလုံးဘူးပဲကြည်တယ်ဆိုတာအမှန်လားဘုရားတဲ့။တချို့ကလေမြတ်စွာဘုရားတောင်မှမိခင်ရဲ့လူတလုံးဘူးပဲကြည်တယ်ဆိုပြီးပြောနေကြပါတယ်။ နှုတ်တလုံးဘိုးပဲကြည်တယ်နှုတ်တလုံးဘိုးမကြည်ဘူးဆိုတာကိုဘာနဲ့တိုင်းတာလဲလို့အဲ့ဒီလူတွေကိုဥစဉ်မေးကြည့်ချင်ပါတယ်နော်မိခင်ရဲ့ဂုံကျေးဇူးကိုတီကျူးဖွဲ့ဆိုတာဟာကောင်းပါတယ်သို့တော်လည်းပဲမိခင်ရဲ့ဂုံကျေးဇူးကိုတီကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံကျေးဇူးနဲ့ရှင်ပြီးတီကျူးဖွဲ့ဆိုတာကတော့လုံးဝမကောင်းပါဘူးဘာကြောင့်လဲဆိုရင်မိခင်ဟာသားသမီးတွေအပေါ်မှာကျေးဇူးများတာမှန်ပေမဲ့ကြံတဲ့တတ္တဝါတွေအပေါ်မှာတော့ ကျေးဇူးမများပါဘူးမြတ်စွာဘုရားကတော့တတဝါအလုံးအပေါ်ကျေးဇူးများပါတယ်ဒါကြောင့်မိခင်ရဲ့ကျေးဇူးကိုတည်ကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံကျေးဇူးနဲ့နှိုင်းရှင်ပြီးတည်ကျူးဖွဲ့ဆိုတာဟာလုံးဝမကောင်းပါဘူးနော်မိခင်ကျေးဇူးဟာအကြီးဆုံးဖြစ်တယ်လို့ဓမ္မရဲ့ကျေးဇူးဟာလည်းပဲကြီးမြတ်ပါတယ်မိခင်ရဲ့ကျေးဇူးဟာအမတန်ကြီးမားတဲ့အတွက်တာမန်နီးနဲ့ဆက်ရင်မကြေနိုင်မှန်းသိလို့မြတ်စွာဘုရားကိုတော်တိုင်က ဓမ္မနဲ့ကျေစုဆက်ခဲ့ပါတယ်။ဒါကြောင့်မြတ်စွာဘုရားဟာမိခင်ရဲ့အပေါ်မှာတို့နှလုံးပိုးစလုံးကြည်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။